ကအဲ့ကောင်အသက်တွေငင်နေတာငင်နေတဲ့အချိန်မှာနောက်ကလာတဲ့တယောက်ကကင်ထုတ်သွားပါဘောနော်ဖုံဖုံဖုံမပြည့်နဲ့မပြည့်နဲ့တော့လို့တော့တားချိန်မရဘူးအရှိမလည်းဖုံ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 ပြည့်နေတာပြည့်ကွင်းမြောင်ကြီးထိုင်မဲထိုင်လို့ရတာဗျာသိလားကွဲစရာကစရာဘာမှမရှိဘူးလာပါဒီကနေ့ကတော့အော်တိုဘာလ18ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းဒါ လပဒန်းမြို့နယ်အဲလပဒန်းမြို့နယ်တရချောင်းရွာကဖြစ်စဉ်ပေါ့နော်အဲရောက်20စစ်ကောင်စီဘက်ကတေဆုံးပြီးတော့12ရောက်ဖမ်းမိတဲ့ဟာပေါ့နော်ကစင်ကလေးနဲ့ထွက်ပြေးတဲ့စစ်ကြောင်းကြောင်းလုံးပြတ်သွားတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်တပ်ဖွဲ့တွေကဘလို့တွေတိုက်ခိုက်ခဲ့သလဲဒီကြောင်းနဲ့ပတ်သက်လို့ပြောကြမယ်ပြီးတော့ကချင်ပြည်နယ်ကသတင်းတူတွေလည်းပြောကြမယ်နောက်တစ်ခုကတော့ဒါပခုတ်ကူလေတက်ပေါ့နော်အဲအဲ့ဒီကနေပြီးတော့သွားပြီးတော့လေစိတ်ကနေပြီးတော့ရိတ်ခါယူလာတဲ့ကောင်တွေကိုစောင့်ကြည့်ပြီးတော့ပြစ်ခတ်တာအဲ့ထဲမှာထူးခြားဖြစ်စဉ်လေးတွေလည်းပါတယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးလည်းပါတယ် တပ်ဖွဲ့တွေရဲ့ဒီလုတ်ရေကန်ရင်းနဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေဒါကျွန်တော်မြင်ရတွေ့ရတဲ့ဟာလေးတွေကိုလည်းမျှဝေသွားမယ်ပေါ့နော်အဲ့တော့ပထမဆုံးတော့အာပါတီးယားနဲ့ဒါအယောက်20ကျော်ဂိန်သွားတဲ့ဟာပေါ့နော်ဒါလက်ဗရန်မြို့နယ်တွေကဒါတရချောင်းဖြစ်စဉ်ကအာပါတီးယားရှိတယ်စစ်ကောင်စီဘက်ကစစ်ကြောင်းကိုဒါအလင်းငိုက်ပေါ့နော်အလင်းငိုက်ဆိုတဲ့ဟာမျိုးနဲ့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။အော်တိုဘာလဒါ15ရက်နေ့ကဒါမွန်လွဲပိုင်းမှာပေါ့နော်ဒါလက်ဗရန်မြို့နယ်တရချောင်းကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတယ်။အဲ့ဒီမှာတိုက်ပွဲဖြစ်တာ။အဲဒီကောင်တွေဘက်ကဒါမီးရှို့ဖို့သွားတာပေါ့နော်မီးရှို့ဆိုတော့ကျေးရွာတွေကိုမီးရှို့ဖို့သွားတာ။ ရောက်တဲ့ချိန်မှာရှို့လောင်ရှို့နေပြီဆိုပြီးတော့သိရတယ်အဲအဲ့ဖြစ်စင်ပါဗျာအဲ့တော့အားရစရာကဘာလဲဆိုတော့တပ်ဖွဲ့တွေကအထီးကမ်းရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်စစ်ကောင်စီဘက်ကဒါ၁၂ရောက်ဖမ်းမိတာရှိတယ်၃ဘန်းနေပါဗျာပြီးရင်အယောက်20ကျော်တည်တယ်ပြီးရင်ဒါလက်နက်ခဲယမ်းတွေရလက်နက်ခဲယမ်း16လက်ရ16လက်တနက်16လက်ရအဲ့ဒါရအားရဖို့ကောင်းတယ်အဲ့ထက်မှာစနိုက်ပါတွေကစပါအာစနိုက်ပါပါတဲ့အတွက်လေတပ်ဖွဲ့တွေအတွက် ောက်ဆိုရင်တော့ဒါစစ်ခွေးတွေကဖျားတနေရတော့မယ်နေသားပြီးတော့ဒါမိတဲ့တုံပန်းတွေပေါ့နော်အဲတုံပန်းတွေကိုလက်နောက်ပြန်ကြိုးတုပ်အဲပြီးရင်ဒါထူးထောက်တိုင်းကန်အဲပြီးရင်အပေါ်မှာခေါင်းပေါ်မှာလက်တင်အဲအဲ့လိုပုံစံမျိုးနီးမျိုးစုံနဲ့ဖမ်းထားတာပေါ့နော်အဲအဲ့လိုပုံစံမျိုးဖမ်းထားတဲ့စစ်တုံပန်းတွေလည်းရှိတယ်အဲပြီးရင်အဲ့ဗီဒီယိုဖိုင်လေးအတူလေးပေါ့နော်အဲဥစ္စာကတော့ဒါလူသားဆန်တဲ့ဟာနဲ့ပတ်သက်တာပါအဲဒလိုင်းတပ်ဖွဲ့တွေဘက်ကပေါ့နော်ဒီမှတ်တမ်းယူတဲ့အချိန်မှာလက်ရိုက်ပြပြီးတော့နော်အဲ့မှာတယောက်ကပြောတော့အမစနိုက်ပါစနိုက်ပါပါရတယ်စနိုက်ပါကင်တဲ့ကောင်ပါတယ်ပေါ့နော်ဘဲကောင်လဲစနိုက်ပါဘဲကောင်လဲပေါ့နော် အဲ့လိုမျိုးလိုက်မေးနေတာဒါစနိုက်ပါကင်တဲ့ကောင်တစ်ကောင်ကိုလည်းလုံးဝတည့်ပြီးရိုက်ပြထားတာရှိတယ်အဲနောက်တစ်ခုကအဲ့လိုပေါ့တပ်ဖွဲ့တွေကရေတောင်မှတိုက်နေသေးရပါဘောနော်ရေလေးတောင်မှတခြားခတ်ပြီးတော့တိုက်တဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ဘောနော်အဲ့တော့ပုံစံလေးတွေကဗျာဖမ်းမိသွားတော့ကြတော့လုံးဝသူတို့မှာအပြည့်မရှိတဲ့ပုံစံမျိုးနဲ့မျက်နှာငယ်လေးပေါ့နော်ချီရတာအသေးတွေလည်းပေါက်ပါတယ်ဗျာတကယ်သိလားအဲ့လိုမျိုးပေါ့နော်မိသွားပြီဆိုတဲ့ချိန်မှာအဲ့ပုံစံမျိုး မမိခင်ကသူတို့လုပ်တဲ့လုပ်ရည်ကိုကျွန်တော်ထပ်ပြောပြမှာပေါ့နော်အဲ့တော့ဒါသူတို့ကိုဖမ်းမိတဲ့အချိန်မှာအတန်းလိုက်လေးဒါတပ်ဖွဲ့တွေကလည်းအေးလူတွေထိုင်နေတာဒီကောင်လေးကိုအာခုနလိုဒူးတော့ထိုင်ခိုင်းပြီးတော့ပေါ့နော်မှတ်တမ်းလိုက်ယူတာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေဘက်ကတော့ဒါလူစိတ်ရှိတယ်ရေတောင်မှတိုက်တယ်ကောင်းအောင်ပြောတယ်ဘာမှမပြောဘူးပြသည်လားစနိုက်ပါဆိုတဲ့အမျိုးကဒီဘက်ကတပ်ဖွဲ့တွေကိုဒါအဝေးကနေပြီးတော့လှမ်းပြီးတော့ဒါစိမ်းပြနေပြီးဖြုတ်ခဲ့တဲ့ကောင်မျိုးပေါ့ဗျာအဲ့လိုကောင်မျိုးကိုတော့မှပဲ ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆက်နိုင်တာဆိုတော့တော်တော်လေးတော့အံ့ဩဖို့ကောင်းတာပေါ့ဗျာအဲ့တော့တချို့ကတော့တိုက်ပွဲတွင်းမှာရတဲ့ဒဏ်ရာလားဘာလားတော့မသိဘူးပေါ့နော်နောင်အောင်ဖုံးခါထားရလားအချိုးမပြေလို့ပြင်းထားရလားတော့မသိဘူးပေါ့နော်သွေးတန်ရွှဲရွှဲလေးနေတော့တွေ့ရတာပေါ့နော်အဲ့တော့ဒါပြူးချောင်ပြူးချောင်နဲ့ကြည့်နေရအေးပေါ့အဲအဓိကတော့ဒီကောင်းနေကန်ကောင်းတာပါဘာဖြစ်လို့လဲဆိုတော့တကယ့်စစ်သားကောင်းဆိုတဲ့အဖွဲ့တွေကိုဒီကောင်းနေတိုက်ရလို့ကန်ကောင်းတယ် ကျွန်တော်ဒီဘက်ကတက်ဖွဲ့တွေကတော့ကန်ဆိုးတယ်ဗျအဲ့လိုမျိုးရွေးရုံမှာပါပတ်ဆက်ဆက်ပေါ့နော်ပြည်သူရဲ့နေနေကိုလိုက်ပြီးမိရှုနေတဲ့အောက်တန်းကြတဲ့အဖွဲ့ကိုဒါပြန်တိုက်နေရတာဖြစ်တဲ့အတွက်ပေါ့နော်အသက်ပြီးပြီးတော်လန်နေရတာဖြစ်တဲ့အတွက်ဒါကန်တော့ဆိုးတယ်လို့ပြောရမှာပါဗျာအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတက်ဖွဲ့တွေရဲ့အောင်မြင်မှုအကြီးကြီးဖြစ်တယ်အဲ့တော့အဲ့တိုက်ပွဲကိုဘလိုတိုက်ခဲ့လဲအဲ့တိုက်ပွဲကချက်ချင်းလက်ရင်းထပြီးဖြစ်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဗျတက်ဖွဲ့တွေကရှေ့မှာစောင့်ကြိုပြီးတော့တိုက်ဖို့အတွက်စီစဉ်ခဲ့တာတွေရှိတယ်ဒီစစ်ကြောင်းဒီလိုမျိုးဒီလမ်းကိုလာမယ်ဆိုတဲ့အချိန်မှာသွားပြီးတော့စောင့်တာမျိုးတွေရှိတယ် အဲ့အရင်ရက်တွေတုန်းကဒီကောင်းနေလုံးဝမရောက်လာခဲ့ဘူးမရောက်လာခဲ့တော့ဒါတရက်အသက်ရှင်တဲ့ခွင့်ရသွားတော့ပါဗျာအဲ့တော့ရှေ့ရက်ဒီမှာမရောက်လာခဲ့ဘူးဒါပေမဲ့လေဒါ15ရက်နေ့မှာပါတော့နော်အဲ15ရက်နေ့ဒါမွန်းလွဲချိန်မှာတော့အဲဒီကောင်းနေလာပြီဆိုတဲ့ဟာကိုသိတဲ့အတွက်ပေါ့နော်တပ်ဖွဲ့တွေကအဲ့နေရာကိုသွားပြီးတော့ဒါတိုက်ခိုက်ခဲ့တာဖြစ်တယ်အဓိကတော့အလင်းငန်တိုက်ခိုက်တာမျိုးလဲဟုတ်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးတိုက်တဲ့ချိန်မှာဒီကောင်းနေကဘာလုပ်နေသလဲဆိုတော့ရွာကိုမိရှို့နေတာအိမ်နှလုံးလောက်ကဒါလုံးဝမိရှို့ခံနေရတဲ့အနေအထား အဲ့လိုမျိုးအနေထားမှာဟာချกว่าကျုံးกว่าဆိုတဲ့ပုံစံမျိုးနဲ့ဝင်ကျုံးကြလာပါဗျာအဲ့တော့ကျတော့သကောင်သားတွေဘာဖြစ်လဲဆိုတော့မိရှုနေတဲ့တန်လန်းနဲ့ထွက်ပြေးကြတာအပုံလိုက်လဲတည်တယ်ဗောနော်တည်ပြီးတော့ထွက်ပြေးကြတာအဲ့မှာစစ်ကြောင်းတစ်ကြောင်းလုံးပြတ်တာ စစ်ကြောင်းတစ်ကြောင်းလုံးပြတ်ပြီးဥရဖားရနဲ့ထွက်ပြေးကြတာဟာအဖွဲတွေကလည်းကျုံးတာပေါ့ကျုံးလိုက်ကျုံးလိုက်ပြီးတော့ပြစ်အဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကအဲ့လိုမျိုးထွက်ပြေးတဲ့အချိန်မှာတပ်ဖွဲ့တွေဘက်ကတိုက်ပွဲဖော်ဆောင်တာမျိုးမဟုတ်တော့ဘဲနဲ့တိုက်ပွဲပြစ်တာမဟုတ်တော့အဲ့ချိန်ကျတော့လူဖမ်းပွဲဖြစ်သွားတာအနောက်ကနေလိုက်ပြီးတော့ဖမ်းရတော့တာအဲ့အခုဒီဖမ်းမိပါတယ်ဆိုတဲ့တုံမှန်းနေတဲ့ကတချို့ကကြတော့လုံးဝ ါတက်ဖွဲ့တွေဝိုင်းပြီးတော့ဒါလိုက်တဲ့အချိန်ကျတော့ကောင်တွေကလုံးဝမခုခံတော့ဘဲနဲ့လက်နဲ့ချလိုက်တဲ့ကောင်တွေရှိတယ်အတချို့ကောင်တွေကကျတော့အနောက်ကနေကိုလိုက်ဖမ်းရတာလိုက်ဖမ်းရတယ်ကောင်တွေကလက်နဲ့တွေပါတယ်ဒါပေမဲ့ပြန်ပြုတ်ဖို့အတွက်ဒီကောင်တွေတတ်တယ်မရှိအဲအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါဒီကောင်တွေထွက်ပြေးနေတဲ့နောက်ကနေတက်ဖွဲ့တွေကလိုက်ပြီးတော့အုပ်ပြီးတော့ဖမ်းရတဲ့အနေအထားရဲ့ကြောင့်မလို့ဒီလိုမျိုးဒါဆက်နှစ်ယောက်ကိုမိခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့တီးသွားတဲ့ကောင်တွေကိုဒါလက်ဘရန်မျိုးပေါ်ကနေပြီးတော့လက်နေကြီးပြစ်ကူပေးပြီးတော့ဒါည7နာရီလောက်မှပြန်ပြီးတော့ဆွဲသွားတယ်ဆိုပြီးတော့လေဒါတိရတယ်ဗောနော်အဲ့တော့ကောင်းတယ်ဒါလိုမျိုးကတော့သွားဆွဲသွား ဘာဖြစ်လို့လဲဆိုတော့လက်နဲ့တည်းရရင်ပြီးရပါလေနော်ဒီကောင်းလေးလောင်းဖို့တော့တလိုင်းတက်ဖွဲ့တွေကအလုပ်တစ်ခုလိုလုပ်ပြီးတော့တကြုံမပေးနိုင်ဘူးဗျာအဲ့တော့じゃအခုလိုမျိုးဒါပြန်ပြီးရယူသွားတာကောင်းတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအထိနာသွားတဲ့စစ်ကောင်စီကဒါ16ရက်နေ့မှာဒီနေရာကိုပြန်ပြီးတော့မကြည့်ဘဲနှွှဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့အင်အားတက်ရာလုံးနဲ့စုဖွဲ့ပြီးတော့ဒါစစ်ကြောင်းထိုးကိုပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုလည်းသိရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာကိုလည်းတက်ဖွဲ့တွေကအကောင်းဆုံးတုံ့ပြန်နိုင်လိမ့်မယ်လို့ယုံကြည်တယ်ပြီးတော့ ကျေးရွာမှာရှိတဲ့ဒေသခံတွေကိုလည်းသတိပေးထားတာမျိုးရှိတယ်အဲ့တော့ဒေသခံပြည်သူတွေအနေနဲ့လည်းဒီဟာနဲ့ပတ်သက်လို့လိုက်နာကြစီခြင်းတယ်ဗောနော်အဲဆိုတာစစ်ကောင်စီကသူတို့အထိနာသွားပြီဆိုတဲ့အချိန်မှာဒါမဆိုင်တဲ့ပြည်သူတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ရိုးရိုးမှမှမမှန်ရဲပုံစံမျိုးတွေလှုပ်လာနိုင်ရရှိတယ်ဘာလို့လဲဆိုတော့သူတို့အခုဖြစ်သွားတဲ့ပုံစံကစစ်ကြောင်းတစ်ခုလုံးဖြုတ်ခံလိုက်ရတဲ့ပုံစံဖြစ်နေတာအဲ့တော့သူတို့အင်အား60ပဲပပ80ပဲပပအယောက်20ကျော်လောက်တည်တယ်ဆိုရင်လည်းဒီကောင်တွေအတွက်အချီးကြီးပဲပြီးရင်အခုလိုမျိုး12ယောက်ဖမ်းခံရဆိုရင်တဝက်လောက်ကပျောက်သွားတာ ်ပြီးတော့ကျတော့သူတို့အခုလိုမျိုးဒါတိုက်ပွဲဖြစ်ပွားပြီးတဲ့အချိန်မှာပေါ့နော်ဒါတပ်ဖွဲ့တွေကလည်းလိုက်ဖမ်းတာတွေရှိသလိုဒီကောင်တွေထွက်ပြေးတဲ့အချိန်မှာအဲ့လိုရှိုးတွေအဲပြီးရင်လဲတွေအဲတောတွေတောင်တွေအဲ့လိုတွေထဲမှာထွက်ပြေးလို့နောက်ထပ်သူတို့ဘက်ကနေပြီးတော့ပြန်ရှာနေတာနောက်ထပ်9ယောက်လောက်ရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ကျစစ်ကြောင်းတစ်ခုလုံးဖြိုပြဲဖြစ်သွားတဲ့နေတာအဲ့တော့ဒီကောင်တွေကလည်းဂျင်းနဲ့မှာမဟုတ်ဘူးအဲ့တို့တို့လိုက်ပြီးတော့ပြဿနာရှာအောင်ပါဗောနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးထုတ်ပြန်လာတာကျွန်တော်တို့ကတော့အားရတယ်ပြီးတော့ကျတော့ နေရဒေတာအစုံပါပေါ့နော်တော်လိုင်းတက်ဖွဲ့တွေကစစ်ကောင်စီကိုနှီးမျိုးစုံနဲ့ရအောင်တိုက်ပွဲဝင်နေတယ်ဆိုတဲ့ဟာကိုလည်းဒါကျွန်တော်မြင်ရတယ်ပေါ့နော်အာအာခတ်တော်အေးနဲ့ပူပေါင်းပြီးတိုက်နေတဲ့အဖွဲ့တွေကလည်းတမျိုးဟာ KIA နဲ့ပူပေါင်းပြီးတိုက်နေတဲ့အဖွဲ့တွေကလည်းတမျိုးဟာကိုနဲ့ကိုဒေတာအတော်တွင်းမှာလည်းစစ်ကောင်စီကိုရတဲ့နီလန်မျိုးတွေနဲ့ရတဲ့လက်နက်ခဲရနဲ့ဒါမပြည့်မစုံမဲနဲ့တိုက်နေကြတဲ့အဖွဲ့တွေလည်းရှိတာပေါ့ဗျာအဲ့ကြအဲ့လိုပုံစံမျိုးနဲ့တိုက်နေရဖြစ်တဲ့အတွက်စစ်ကောင်စီကတေးကြတယ်ဘယ်နေရာမှာဖြစ်ဖြစ်သူ့အတွက်ကအခြေအနေကဆိုးနေတော့မယ်ပေါ့နော်သူ့အတွက်စစ်မျက်နှာတွေများနေတော့မယ်အဲ့တော့ဘယ်နေရာမှာတော့တော်လိုင်းတက်ဖွဲ့တွေကအာရော့သွားတာမရှိဘူး တော့အုပ်ချုပ်ထောက်ပံ့မှုနဲ့ပတ်သက်လို့ကောင်းကောင်းမွန်မွန်ပေးနိုင်မယ်ဟေ့ဆိုတဲ့ခါကြရင်တကယ်ကိုအင်ပြအပြင်းနဲ့တိုက်ပွဲဝင်နိုင်လိမ့်မယ်ပေါ့နော်အဲ့တော့မပြည့်မစုံတဲ့တိုက်ပွဲဝင်နေတဲ့အကြောင်းပြောတဲ့ခါမှာဒီပခုတ်ကူကကိစ္စလေကျွန်တော်ပြောရမယ်ပေါ့နော်အဲ့တော့ဒါမကွေးတိုင်းပခုတ်ကူလေရင်ကွေးကနေပြီးတော့ဒါရိတ်ခါယူပြီးပြန်လာတဲ့စစ်ကောင်စီစစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုဒါတွန်လိုင်းတပ်ဖွဲ့တွေကစီးနေတိုက်ခိုက်တယ်ပေါ့နော်စောင့်ကြိုပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီဘက်က6ဦးတည်တယ်ပြီးရင်လက်နက်နဲ့လက်ရတယ်စစ်ကောင်စီဒါစစ်သားတွေထွက်ပြေးတယ်ရဲတွေထွက်ပြေးတယ်ပေါ့နော် အဲ့ဗီဒီယိုကိုကြည့်ရလိမ့်မယ်ထင်တယ်ပေါ့နော်အဲ့ဗီဒီယိုလေးတကယ်မှိုက်တယ်ကျွန်တော်ပြောချင်တာအဲ့တိုက်တယ်ခိုက်တယ်ဆိုတာထက်အဲ့ဗီဒီယိုအစမှတွေ့ရခနည်းကကကျွန်တော်တို့ဟိုရင်ထဲမှာမကောင်းဘူးကြည့်ကြည့်ပြဲဒါပြည်သူတွေလည်းဒီကျွန်တော်လိုပဲတွေးလိမ့်မယ်ထင်ပါတယ်ဘာလို့လဲဆိုတော့အဲ့တပ်ဖွဲ့ဝင်ကဒီကောင်တွေကိုတစ်ပင်အကွယ်ကနေစောင့်နေတာနှစ်ယောက်ပူးပြီးတော့စောင့်နေဟိုဘက်မှာလည်းစောင့်နေစောင့်နေပြီးတော့လာပြီဆိုတဲ့အချိန်မှာသူလုံးဝအတန်တိတ်နဲ့ပြောတာအယောဘာဖြစ်တယ်ညာဖြစ်တယ်အဲအဲ့လိုပုံစံမျိုးနဲ့လှမ်းပြီးတော့ဒါသူပြောနေရရှိတယ်ပြောပြရတယ်သူလည်းရှယ်စောင့်နေပါတော့အဲ့ရဲဘော်ကိုကြည့်ကြည့်လိုက် အင်ဂျင်လက်ရှိလေးနဲ့ပစိုးလေးနဲ့မသိရလူဝဲသွားလို့လို့ပါလို့လည်းနဲ့အဲ့လိုမျိုးပြစစ်သွန်းတိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ရှာဘူးတပ်ဖွဲ့တွေကဘယ်လောက်ထိမပြည့်စုံလဲဆိုတဲ့ဟာပေါ့နော်အောက်မှာဆလစ်ပါပပလေးတရံစီးထားတယ်ပြီးရင်ခါးချမ်းမှာထိုးထားတဲ့ဖုန်းလေးအဲ့ဖုန်းလေးကဘေးပေါင်လေးဆိုကြေမွညာပဲပေါ့နော်ဒါဒီတိုင်းကြီးလိုက်တာနဲ့ကိုတိတာလေဗျာအဲ့တော့ဟိုမပြည့်မစုံနဲ့ဆိုတဲ့ဟာကိုပြောချင်တာပါပြီးရင်ကြီးကမရှိဘူးယူနီဖောင်းမရှိဘူးအုတ်ထုတ်မပါဘူးဒီတိုင်းပလိန်လက်ထဲမှာကင်ထားတဲ့ဂန်ဒလက်ပဲပါတယ် အဲ့ခန်းတော်မှပဲပြစ်ပြီးရဲ့အချိန်မှာခန်းကဒါပြဿနာတစ်ခုခုချွတ်ရင်းသွားလို့ပေါ့နော်ဘေးကတိောက်ရဲ့တနက်ကိုပဲလှုပ်ပြီးပြစ်တာဘလောက်တိစရာပြင်းတန်လဲဆိုတော့အဲ့လိုပုံစံမျိုးဒါမတန်းယူနေတဲ့သူကဒီဟာလေးကိုပတ်အောင်ယူပြီးအတွက်လည်းတကယ်ကျေးဇူးတင်တယ်တကယ်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒါတော်လိုင်းတက်ဖွဲ့တွေကအဲ့လိုဆွန့်ဆွန့်ဆဲဆဲတိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ဟာကိုဒါထောက်ပို့ပေးမယ်ပြည်သူတွေလည်းမြင်စေချင်တယ်ပေါ့နော်ဒါရည်စကြိုကပါဒီတက်ဖွဲ့တွေကအဲ့လိုမျိုးပုံစံမျိုးနဲ့တိုက်ပွဲဝင်ခဲ့တဲ့ဟာကိုလည်းဒါကျွန်တော်တွေ့ရတဲ့အခါစိတ်မကောင်းလည်းဖြစ်ရတယ်ပြီးတော့ သူတို့ရဲ့တက်တိတွေကိုလည်းတကယ့်ကိုအမကန်ချီးကျူးရ။ဟိုပါပေါ့ဗျာဒါစစ်ကောင်စီဘက်ကကောင်းနေဆိုရင်အဲ့လိုပေါ့။ကြီးကမပိုင်တခုအချိန်နေရဆိုရင်ကြီးကမပိုင်မသွားရဲဘူး။အုတ်ထုတ်မပိုင်မသွားရဲဘူး။လေချောင်းပြစ်ကူမှမပေးရင်မတိုက်ရဲဘူးမတိုးရဲဘူး။လက်နေကြီးပြစ်ကူမှမပေးရင်သူတို့ရဲ့လူနာကိုမဆွဲရဲဘူး။အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အနေအထားမှာကျွန်တော်တို့ဒီဘက်ကဒလိုင်းတပ်ဖွဲ့ဝင်တွေကလုံးဝပလိန်ကြီးဗျာ။ဟိုဘက်ကလည်းဒီတိုင်းဒလဟောပြစ်နေတာ။အဲ့ဒီပွဲမှာဆိုရင်ဒါဒီဖြစ်စဉ်ဖြစ်ပြီးသွားတဲ့အချိန်မှာ ဒီလင်ခွင်းဘက်ကနေပြီးတော့ဗောနော point fight တွေမနဲ့ပါကုတ်တာလက်နဲ့ကြီးတွေပါပြစ်တာအဲ့တော့ကြတော့ဗျာအစာလေးတစ်ခုမှန်သွားတာနဲ့တွေကိုဒါအသက်အန္တရာယ်ရှိသွားနိုင်တယ်ဒါမှမဟုတ်တပ်ဖွဲ့တွေကလုံးဝကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းအလင်းမရှိဘဲနဲ့စစ်မြေပြင်မှာဒါတိုက်ပွဲဝင်နေကြတာတွေ့ရတော့ဟိုတနာကယူနာလည်းတက်မိတယ်ပြီးတော့ပြေဆုံးစေခြင်းနဲ့စိတ်မကောင်းဘူးဗျာ ဒီလိုဒီတပ်ဖွဲ့တွေဒီလိုတတိပြောင်မြောက်ပါတယ်ဆိုတဲ့အဖွဲ့တွေကပြပြဆုံဆုံနဲ့များတိုက်ပွဲဝင်ရရင်ဘယ်လောက်ကောင်းမလဲဆိုတဲ့အတွေ့အကြုံအရင်ဆုံးဖြစ်လာတယ်ဗောနော်အဲအဲ့မှာဒါသူတို့တွေတိုက်ပွဲဖြစ်သွားပြီးအချိန်မှာဒါလိုက်ပြီးရှင်းတယ်တိုက်ပွဲကလည်းရှေ့မှာဆက်ဖြစ်နေတုန်းကရှေ့တိုးတယ်ဗောနော်ဘာလို့လဲဆိုတော့မျက်မြင်မှာသူတို့က6ရောက်လောက်ပုံသွားတာမြင်လိုက်တာဖြစ်တဲ့အတွက်အဲ့ဟာကောင်တွေကိုလိုက်ဆွဲဖို့အတွက်တနက်တွေလိုက်ကောက်ဖို့အတွက်လှုပ်တယ်အဲ့အချိန်မှာသူတို့အတွက်ဂန်းကဘယ်လောက်အရေးကြီးလဲဆိုတဲ့ဟာကိုထပ်တွေ့ရအဲ့ဟာလေးကိုမယုံရင်အနည်းပြွက်လေးနဲ့ပြန်ကြည့်ကြည့်အဲ့ခုနညီလေးပဲသူကဒီဖုန်းခါးကြားထိုးတဲ့ညီလေးပဲဗောနော်အဲ့မှာဒီဂန်း ကောက်ဖို့အတွက်သွားတဲ့ချိန်မှာနှစ်ယောက်အဲ့မှာစစ်ကောင်စီစစ်သားဒီရဲခွေးပေါ့နော်အဲ့ကောင်ဒီဒါလဲနေတဲ့ချိန်ပေါ့နော်လဲနေတဲ့ချိန်မှာသူဟေးအောင်ဟေးအောင်ကောက်ကောက်ကောက်ခန်းကောက်ခန်းကောက်ဆိုပြီးဖုန်းခါကြထိုးပြီးပြေးတာချင်းလန်းချင်းနဲ့ပစိုးကြီးနဲ့တကယ်ပြားတကယ်ချစ်ဖို့လဲကောင်းနေပေါ့နော်ပြီးအဲ့ဥစ္စာကိုကျွန်တော်မျက်လုံးထဲအောင်မထွက်ဘူးအဲ့ကြမိဘပြည်သူအနေနဲ့ဒီလိုမျိုးတက်ဖွဲ့တွေကိုကူညီပေးကြစေချင်တယ်သူတို့တွေတကယ်ရဲဝန်းနဲ့ကြုံနေကြတာပေါ့နော်သူတို့တွေဒါတကယ်ကြီးကအပြည့်စုံနဲ့ရှိတယ်ဟေ့ဆိုရင်ခုန6កောင်ရဲ့6လက်လုံးလဲရရခဲ့ပါဗျ တကယ်အဲ့အယောက်20လုံးနဲ့ကိုဝင်ကုန်ခဲ့ပါဗျအဲဒီလိုမျိုးပေါ့နော်အဲ့တော့လက်နက်တွေသာကောင်းမယ်ဆိုရင်တို့တွေဒီထက်ပိုပြီးတော့အခွင့်အရေးတွေဖန်တီးနိုင်မှာဖြစ်တယ်။စောင့်ကြိုပြီးတော့တိုက်ခိုက်နိုင်ဖို့ပြီးရင်အိုက်နာထိကတ်ပြီးတော့လုံနိုင်ဖို့ဆိုတာတောင်တောင်တက်တိနဲ့မရဘူးဗျ။အဲ့ဒီလောက်ပြစ်နေခတ်နေပါလေဆိုတဲ့ဂျားတွေကိုပလိန်ဘာမှမပါဘဲနဲ့ပစိုးနဲ့ဝင်သွားဖို့ဆိုတာလည်းမလွယ်ဘူးဗျ။အဲ့ကြအဲ့ကျွန်တော်တို့တပ်ဖွဲ့တွေကပေါ့နော်တကယ်ချီချူးလေးစားဖို့ကောင်းတယ်။အဲ့မှာဒါလဲနေတဲ့နှစ်ကောင်ပေါ့နော်နှစ်ကောင်ထဲမှာတစ်ကောင်က လောကမတည်သေးဘူးဆန့်ငင်ဆန့်ငင်အတက်ငင်နေတာပေါ့ဗျာအဲ့ဒါလည်းရေးရတယ်အရှိမလည်းဖုံ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 ပြည့်နေတာပြည့်ကွင်းမြောင်ကြီးထိုင်မဲထိုင်လို့ရတာဗျာသိလားကွဲစရာကစရာဘာမှမရှိဘူးဟာအဲ့ဒါကိုပဲလှော်နေကြတာဒူးထောက်ပြီးတော့မိုးဆိုးဒူးတောင်းနေလှော်နေကြတာအဲ့လိုလှော်နေနေခုနကောင်စီကနေပြီးတော့လက်တွေပဲကောက်ပြီးရှစ်ဆက်သွားအဲ့ကောင်အတက်တွေငင်နေတာငင်နေတဲ့အချိန်မှာနောက်ကလာတဲ့တယောက်ကကင်ထုတ်သွားတာပေါ့နော်ဖုံဖုံဖုံမပြည့်နဲ့မပြည့်နဲ့တော့လို့တော့တားချိန်မရဘူးကင်ထုတ်သွားတော့အဲ့ကြောင့်ဒါတော့မတက်နိုင်ဘူးလေနော်ဒါသူတို့ဘက်က ဲဒီလိုမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်ပြည်သူ့ဘက်ကသာရက်တည်ခဲ့မယ်ဆိုရင်တော့ဒီအဖြစ်ဆုံးမျိုးမကြုံရဘူးပေါ့ဗျာ အဲတကယ်သာဗောနော်အာနာရှင်အတွက်အသက်ပေးမယ်ဆိုပြီးတော့အာနာရှင်ဘက်မှာမရက်တည်ခဲ့ဘူးဆိုရင်ဒီလိုမကြုံရဘူးဗောဗျာအခုတော့အာနာရှင်အတွက်တို့အသက်ပေးနိုင်လို့အဲ့ဘက်မှာရက်တည်တယ်အဲ့တော့တပ်ဖွဲ့ဝင်တွေကလည်းလက်စာတုံးပေးရတယ်ဒါတော့မတက်နိုင်ဘူးဗောနော်အဲ့တော့အဲ့ထက်မရလို့တောင်မှပြည်သူတွေကဒါမကျေနပ်မကျေနပ်ဖြစ်နေမှာဗောနော်အဲ့လိုလှုပ်လိုက်တဲ့အတွက်ကတော့မကျေနပ်စရာတော့မရှိတော့ဘူးဗောနော်ဒါပေမဲ့မဖြစ်စေချင်တာအဲ့လိုမဟုတ်ဘူးလက်နဲ့ချတာတွေအညံ့ခံတာတွေအလံပြူထောင်တာတွေတိုက်ပွဲမဖြစ်ခင်မှာကြိုတင်ပြီးတော့ဒါလက်နဲ့ချတာတွေအလင်းဝင်တာတွေချိတ်ဆက်ပြီးတော့ဒီဘက်ကိုကူးပြောင်းတာတွေကိုဖြစ်စေချင်တာ ဲ့ဒါဆိုရင်တော့ဒါချင်းမြင့်မြောက်စားရတဲ့ရစာခံရအောင်ပါတကယ်ကိုအမြင်မှန်ရတဲ့စိတ်တစ်ခုနဲ့သာလာခဲ့တပ်ဖွဲ့တွေအတွက်သာတကယ်ပေါ့နော်လက်နက်ခဲရနေပါပါပြီးတော့ယူလာခဲ့ဦးအဲ့ခါကျရင်စစ်ကောင်စီဘက်ကပေးတဲ့လစာထက်ပိုတဲ့ပမာဏတွေချီချူးကုန်ပြမှုတွေခန်းစားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ အဲ့လိုမျိုးဒါမဖြစ်ချင်လို့ဟိုဘက်မှာနေတဲ့အဖွဲ့ကတော့ဒီလိုမျိုးလက်စတုံးခံရတာစိတ်တော့မကောင်းဘူးကွနော်ရည်ပြီးပြောလဲစိတ်တော့မကောင်းတော့ကျအဲ့တိုက်ပွဲတင်းမှာလိုက်ပြီးတော့ခုနလိုပဲဒီ6ရောက်တေသွားပြီဆိုတဲ့အချိန်မှာလိုက်ပြီးရှင်းလင်းဖို့အတွက်လက်နက်ကောက်ဖို့အတွက်လုံနေတဲ့အချိန်မှာဒါလက်နက်ကြီးနဲ့ပစ်တယ်လင်းခွေးဘက်ကနေပြီးပါမနော်ဒီတိုက်ပွဲဖြစ်ပြီးဆိုတာနဲ့လက်နက်ကြီးနဲ့ပစ်တယ်ပြီးရင်ဒါ point five နဲ့ပစ်တယ်လက်နက်ကြီးလက်နက်ငယ်အစုံပစ်ပြီးတော့အဲလောက်လာတဲ့အတွက်ပေါ့နော်တပ်ဖွဲ့တွေကဒီနှစ်လက်ပဲနှစ်လက်နဲ့ဒါခုနလိုပေါ့နော်အုတ်ထုတ်တွေရတယ်ပြီးရင်ကြီကအင်ကြီးတွေရတယ်ပြီးရင်ပေါက်တွေရတယ်ပေါ့နော် ဲ့ဥစားတွေယူပြီးတော့ပြန်ဆုတ်ခွာခဲ့ရတာဖြစ်တယ်ဗောနော်အဲ့တော့စစ်ကောင်စီကဒါခုနကဒါထိွားတဲ့ကောင်တွေရောဒါမထိဘဲနဲ့ပြေးတဲ့ကောင်တွေရောကသူကလေဝင်းဘက်ကိုပြေးတာဗောနော်အဲ့နဲ့တိတ်မကြဘူးသူကဒီတံပြားကာကနှစ်စီးနဲ့ဒါအိမ်စီးက၃စီးနဲ့ဗောနော်တည်ဆုံးခဲ့တဲ့စစ်ကောင်စီရဲ့အလောင်းတွေပေါ့နော်ခုနရဲခွေစစ်ခွေအဲ့ကောင်တွေရဲ့အလောင်းတွေကိုလာကောက်သွားတယ်။နေ့လယ်2နာရီလောက်မှာဒါတံမြကာကနှစ်စီးနဲ့အင်အားထပ်ဖြည့်ပြီးတော့ပေါ့နော်လီယင်ကွင်းရဲ့မြောက်လူကန်ရွာ ဒီအထိုင်စခန်းရေပေါ့နော်ခုနကောင်နေရေစခန်းအဲ့စခန်းရေကိုအင်အားတွေထပ်ပြီးမဖြစ်လို့လည်းမရောက်လေ6ကောင်လစ်သွားလေအဲ့ဒါကြအဲ့လိုမျိုးပုံစံမျိုးနဲ့အင်အားတွေထပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတိုက်ပွဲမှာကျော်လင်းတပ်ဖွဲ့ဝင်တဦးလက်ပြင်ကိုကြီဖောက်ဝင်တရားရရှိခဲ့တာရှိတယ်ကျွန်တော်ကတော့အောင်မြင်ခဲ့တယ်ဆိုပြီးတော့သိရအဲ့တော့တပ်ဖွဲ့တွေကအယံပြည့်စုံစီခြင်းအဲ့တော့ကျွန်တော်ဒီတပ်ဖွဲ့တွေနဲ့ကျွန်တော်အင်တာဗျူးတွေလုပ်ခဲ့တာတွေရှိတယ်ဒါကိုအောင်မောင်းအဲကိုအောင်မောင်းဆိုလေတာအဆိတ်အားထက်တဲ့အကျွေးဘလက်ဘွားနဲ့အကျွေးဘလက်ဘွားနဲ့အခုသူ့တပ်ဖွဲ့တွေကလည်းအဲ့လိုပုံစံနဲ့မြင်ရတော့ဗျာစိတ်မကောင်းဘူးဗျာအဲ့တော့ဘလို့ပဲဖြစ်ဖြစ် အဲကိုတက်နိုင်တဲ့အပိုင်းလေးတွေမှာပါဝင်ပြီးတော့ကူညီပေးကြမယ်ဆိုရင်တပ်ဖွဲ့တွေရဲ့အသက်ကိုလည်းကယ်ရာရောက်သလိုတပ်ဖွဲ့တွေရှေ့ဆက် ပြီးတိုက်ပွဲဝင်နိုင်ဖို့အဲသူတို့ရဲ့စိတ်တက်အင်အားတွေကိုလည်းမြင့်တင်ပေးလိုက်တာ ਨੇ အတူတူပဲအဲဒါကြောင့်ကျွန်တော်တို့တွေအဲတက်နေတဲ့လောက်လေးဝိုင်းပြီးတော့ပါဝင်ပေးကြစီခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒီအထက်မှာသတင်းတွေအရန်ထူးနေထူးနေနေပေါ့နော်ဒါကျွန်တော်တို့ဒါ KNY ဘက်ချမ်းကသတင်းတွေပေါ့နော်ကရှင်ပြည်နယ်ဘက်ကသတင်းတွေလည်းကျွန်တော်တို့ပြောဖို့ရှိနေတယ်ပေါ့နော်အဲ့ဒါကဒါဗမော်မြို့၃မိုင်လမ်းဆောင်ပေါ့နော်ဒီအထက်မှာဖြစ်သွားတဲ့တိုက်ပွဲတွေရှိတယ် တော့အောင်မြင်လဲ KTV နားဆိုပြီးတော့သိရတယ်ထုံးစံတိုင်းမှာဒါ KI နဲ့ PDF တွေလက်ချက်နဲ့စစ်ကောင်စီအထိနာတယ်အဲ့တော့စကားစဘက်ကအထိနာလို့သိတာနှစ်ကောင်ပေါ့နော်ဒဏ်ရာရသွားတာအများပြားပဲဆိုပြီးတော့လည်းသိရတယ် အပိဓာနဲ့အိုက်တန်ရရတဲ့ကောင်တွေကိုထမ်းပြီးတော့နောက်ပြန်ပြန်ပြေးရတယ်ပေါ့နော်ရှင်းလင်းလုတ်တဲ့အခါမှာလည်းအလောင်းတစ်လောင်းနဲ့ဒါတနက်နယ်လက်ထပ်ပြီးတော့ရအဲဒါဖြစ်စဉ်တစ်ခုပေါ့နော်အဲ့ဒါကစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲဖြစ်တာက3မိုင်ဆိုတဲ့နေရာနားမှာ3မိုင်လမ်းစုံပေါ့အဲ့နေရာနားမှာဖြစ်တာပေါ့နော်အပြီးတော့ဒါစစ်ကောင်စီကဒီပမော်မြို့တဲ့နေရာတွေရပြီးရင်ဒါခုန3မိုင်ပတ်ချလဲနေရာတွေရအဲ့နေရာတွေကိုဒါစစ်ကြောင်းထိုးတာမျိုးတွေတော့ဇက်တိုက်ကိုလုပ်နေတဲ့အနေထားမှာရှိတယ်ဒီရက်ထဲမှာစစ်ကောင်စီရဲ့ကာကင်းစခန်းတချို့ပေါ့နော်ကာကင်းစခန်းဆိုတာတက်ကင်းထုတ်ထားတဲ့ကင်းတို့ကင်းရှည် တဲ့နေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကိုလည်းဒါ KI နဲ့ BDI တပ်ဖွဲ့တွေကပြန်ပြီးတော့ရရှိထားတာရှိတယ်စစ်ပွဲကတော့ဒီလိုပဲအဲသူတို့ဘက်ကလည်းဒီဟာနဲ့ပတ်သက်လို့ကတော့သူတို့ကလည်းပြောမှာပဲဘာမှမဖြစ်ဘူးနေရာကပြန်ယူလို့ရတယ်ငါတို့ရဲ့ရဲဘော်တွေအသက်တွေမတင်ပြီးတာပဲဆိုပြီးပြောကြရရှိတယ်ပေါ့နော်ဒါပေမဲ့တေဝကတော့မတက်နိုင်ဘူးသူတို့ကအများတဲ့အဲ့လိုစကားမျိုးတွေပြောနေကြအဲ့တော့စစ်မြေပြည်မှာကတော့အဲ့လိုပဲဒီကောင်တွေအကုန်လုံးထွက်မပြေးသွားသည်၍အဲတော်လိုင်းတပ်ဖွဲ့တွေအကုန်လုံးမဆုတ်ခွာသွားသည်၍ ဲ့နေရာကိုဘယ်သူရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့ပြောဖို့စောသေးတယ်ခက်တယ်ပေါ့နော်အဲကြတော့ဒီလိုမျိုးရဖို့အတွက်ကိုလည်းနှစ်ဖက်လုံးကလည်းစူးစမ်းနေကြတော့မယ်အဲတော့အထိကိုက်ကလည်းနှစ်ဖက်လုံးတော့ရှိတယ်ဒါပေမဲ့စစ်ကောင်စီကတော့ထုံးစံတိုင်းပဲဒီဟာနဲ့ပတ်သက်ရင်သူတို့ကအမြဲတမ်းမှသူတို့ပဲနိုင်နေတဲ့ပုံစံမျိုးပြောတယ်မြေပြင်မှာကြီးလိုက်တယ်ဆိုရင်သူတို့လူတွေအလောင်းအလက်တွေဆိုတဲ့ဟာတွေကဒီဘက်ကတော်ရင်တက်ဖွဲ့တွေပဲရတာပုံများတာပေါ့ဗျာအဲကြတော့သူတို့တာဝန်ယူထားတဲ့ကာကင်းနေရာတွေပြန်ရတာရှိတယ်တိုက်ပွဲကတော့နေတိုင်းလိုလိုဖြစ်ပွားနေတာရှိတယ်နောက်တစ်ခုဒီရက်ထဲမှာပဲဒီဗမော်မှာပေါ့နော် drone အဖွဲ့တွေလက်စွမ်းပြထားတယ်။အဲဒါတော်လိုင်းတပ်ဖွဲ့တွေဘက်က drone ဖွဲ့တွေလက်စွမ်းပြထားတယ်။ suicide drone အနေနဲ့ပေါ့နော်။အဲ suicide drone အနေနဲ့ပြင်းတဲ့အခါမှာစစ်ကောင်စီဘက်က၃កောင်ပွဲချင်းပြီးတာရှိတယ်။နောက်ထပ်ဒါအရှိပိုင်းမှာလည်းဒါအလောင်း၂လောင်းနဲ့တနက်၃လဲရလိုက်တဲ့ဖြစ်စဉ်တစ်ခုလည်းရှိတယ်။အဲကြဒီရက်ထဲမှာကိုပဲဖြစ်စဉ်တွေကခက်ဆိတ်ဆိတ်နဲ့အများကြီးဖြစ်နေတာ။အများကြီးဖြစ်နေတဲ့တော်တွေမှာပဲအကျိုးမြတ်ရလိုက်တဲ့ဟာတွေကကျွန်တော်တို့သိရသလောက်ဆိုရင်ဒါအများကြီးပဲပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တွေသိတယ်ဆိုတာကအကုန်မဟုတ်သေးဘူး။ တပ်ဖွဲ့တွေကပြောလို့ရတော့လို့ပြောပြသေးရပါတော့။အဲအဲ့လိုမျိုးဟာတော့မှပဲအားရစရာသတင်းကောင်းတွေကအများကြီးရှိတယ်။အဲ့တော့စစ်ကောင်စီဘက်ကအခုနောက်ပိုင်းမှာဘုံဘုံမှာဘာတွေပိုကောင်းလာလဲဆိုတော့အဲကင်းထောက် drone တွေပိုကောင်းလာတယ်။အဲကင်းထောက်တဲ့ခါမှာပေါ့နော်။အဲအရင်ထက်ပိုပြီးကောင်းမွန်တဲ့အရင်သိမြင့်တဲ့ drone တွေကိုပိုပြီးတော့အသုံးပြုလာရရှိတယ်။အဲ့တော့သူတို့ဘက်ကလည်းနီးမျိုးစုံတုံးပြီးတော့ဒီစစ်ပွဲကိုအရေးတာအောင်အတရာရအောင်သူတို့လုပ်နေတော့မယ်။ အဲဒါပေမဲ့လည်းဒီဘက်ကသွန်လင်းတက်ဖွဲ့တွေကလည်းသူတို့ဘာပဲတုံးတုံးပေါ့နော်ရှေ့ပိုင်းကာလမှာကနေကဒီလိုပုံစံမျိုးသူတို့လုပ်နေတာသူတို့မှရှိသမျှသူတို့မှအသာစီးရသမျှဟာအကုန်လုံးကိုသူတို့တုံးခဲ့တာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်ထိဒါတွန်လင်းတက်ဖွဲ့တွေကလည်းဆက်ပြီးတော့ခီးနှင်နေတော့မဲအဲတနိုင်းဘက်မှာလည်းစော်တယ်စစ်ကောင်စီကတနိုင်းဘက်ကဟာရည်ရတယ်စစ်ကောင်စီကခြုံကိုလာစစ်ကောင်စီကခြုံကိုတဲ့ဟာကိုကိုယ့်ဘက်ကဒါပြန်ပြီးတော့ပြင်းနိုင်ခဲ့တာပေါ့နော်တနိုင်းဘက်မှာ KIA ဘက်ကပြန်ပြီးတော့ပြင်းနိုင်ခဲ့တာအဲ့တော့သူတို့ကခြုံကိုလာခြုံကိုတယ်ဆိုတဲ့ဟာကဗျာတကယ်ပြောရင် ရန်သူလာနိုင်ပါတယ်ဆိုတော့လမ်းကြောင်းတွေကိုကြိုတင်စောင့်ပြီးတော့တကက်လမ်းကြောင်းပြင်နေရာရွေးရအောင်နော်နေရာရွေးတဲ့အခါမှာကိုပဲ SQ LQ RV shape ပါရှိအဲ့လိုပုံစံမျိုးနဲ့မြေအနေထားအရအေးတာပါတယ်ဆိုတော့နေရာမျိုးကိုရွေးပြီးတော့အပိုင်စောင့်ပြီးပြင်းလာအဲ့ဒါကစစ်ကြောင်းတစ်ကြောင်းလုံးမှာပြုတ်ထွက်သွားအောင်ပြင်းလို့ရတယ်နီးပြူဟာတစ်ခုဒါခြုံကိုတယ်ဆိုတော့ဟာကအရန်အေးကြီးပြီးတော့အရန်အသုံးဝင်တဲ့နီးပြူဟာတစ်ခုအဲ့လိုနီးပြူဟာကိုဒါစစ်ကောင်စီဘက်ကရောတော်လိုင်းတပ်ဖွဲ့တွေကရောဒါအမြဲတမ်းမှာအသုံးပြုဖို့စူးစမ်းကြတယ် အဲဥစ္စာကိုပိုင်ပိုင်နဲ့နဲ့အသုံးပြုနိုင်တယ်ဆိုရင်ခုနကလောအတန်းလိုက်အပုံလိုက်တွေထိရတဲ့အဆင့်ထိဖြစ်တယ်ပြောရရင်ဗျာစစ်ကြောင်းလာလာသမျှတစ်ကြောင်းလုံးကိုချိန်မိုးနိုင်တဲ့အဆင့်မျိုးတွေလုံနိုင်တဲ့နည်းပြတာတစ်ခုဖြစ်တယ်သူကရက်အဖွဲလိုဖြက်အဖွဲလိုအဲရက်ဖြက်တက်ကထောက်ဒါတွေကတက်ဖွဲတွေရောတည်ပြီးသားပါနော်အဲ့လိုပုံစံမျိုးနဲ့အဖွဲတွေခွဲပြီးတော့ကို့အဖွဲလိုက်တာဝန်ကိုခြေပြောင်းအောင်လုံနိုင်တယ်ဟေးဆိုရင်ခုနလိုမျိုးပေါ့နော်စစ်ကြောင်းတစ်ကြောင်းလုံးပျောက်ထွက်သွားတဲ့အထိချိန်မိုးနိုင်တဲ့နည်းပြတာအဲ့ဥစ္စာကိုစစ်ကောင်စီကအရင်သုံးတာအဲ့တနိုင်ပါပါအဲ့လိုသုံးတာ တုံးမိမဲ့တလိုင်းတက်ဖွဲ့တွေကပြန်ပြီးပြင်းလိုက်လို့စစ်ကောင်စီကပြန်မထွက်ပြေးရအဲ့တော့ကျတော့ဒီဗျူဟာတွေပို့ပြီးတော့ကြွန့်ကျင်စေခြင်းလေဆိုရင် သလိုင်းတက်ဖွဲ့တွေဒီမှာလာတင်ပါကျောင်းစီဘက်ကဖွဲ့တွေပြောတာပေါ့နော်အဲ့တော့အဲ့ဘက်မှာလည်းအောင်မြင်မှုရှိခဲ့တယ်ပေါ့နော်နောက်တစ်ခုဒါပူတာဟိုဘက်ကမချမ်းဘောမချမ်းဘောဘက်မှာကျတော့ KIA ဘက်ကခြုံကိုတာဗျာ KIA ကအဲ့မှာဒါတက်မှာတက်တက်မှာတက်ဘက်ကတာဝန်ယူထားတဲ့နေရာပေါ့နော်အဲ့ဘက်မှာဒါစကားဆာစစ်သားတွေအသေးပြောက်များတယ်ဂစင်ကလျားနဲ့ထွက်ပြေးကြတယ်စစ်ကောင်စီကခြုံကိုခံရတဲ့အနေအထားဖြစ်တဲ့အတွက်သူတို့ကဒုံးစံတိုင်းပေါ့နော်ကိုဘက်ကအဖွဲ့တွေကတော့အဲ့လိုမျိုးနှီးပြပါဦးလုံးဝကြေညက်နေအောင်အသုံးချတယ် အဲကြောင့်မို့ဒါရှေးကာလတွေမှာကြည့်မယ်ဆိုရင် KAI ဘက်ကတိုက်ပွဲတွေမှာကြည့်လိုက်လမ်းကြောင်းတစ်လျှောက်လုံးမှာဗျအင်အား60 80လောက်ရှိတဲ့စစ်ကြောင်းကြီးတစ်ခုလုံးဘေးနားလေးမှာတွေ့ရမလားတစ်ဖက်ထဲမှာကတ်ပြီးတော့အပြုံလိုက်လေးတည်နေတဲ့ဗီဒီယိုတွေမြင်မှုလိမ့်မယ်ပေါ့နော်ဒါဒီတော်လိုင်းကြီးမှာဖြစ်ခဲ့တဲ့ဟာတွေအဲအဲ့လိုမျိုးပုံစံမျိုးနဲ့ဖြစ်အောင်ချုံကိုတိုက်ခဲ့တဲ့ဟာတွေရှိတယ်အဲကြောင့်ဒီနီးဗျူဟာတွေကိုကတော့ဒါတကယ်လို့ကျွမ်းကျင်စေချင်တယ်ဆိုရင် KAI တို့ PDF တို့စီမှာတင်တဲ့လာတက်ပါပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့ချုံခွေလိုက်တဲ့ကစစ်ကောင်စီဘက်ကအထိနာပြီးတော့ထွက်ပြေးသွားတာရှိတယ် ဘလိုပဲဖြစ်ဖြစ်ဒါအတရာခဲ့တဲ့ဖြစ်စဉ်တွေပေါ့ဗျာအဲ့တော့ကျွန်တော်ဒါပူတာအိုခိုင်တစ်ခုလုံးကိုစစ်ကောင်စီကစိုးမိုးနိုင်မှုအတွက်ကိုစစ်ကြောင်းတွေထိုးတာတွေအများကြီးလှုပ်လာတယ်ပြီးရင်အဓိကတော့တို့ကရွေးကောက်ပွဲလုပ်နိုင်ဖို့ပေါ့ရွေးကောက်ပွဲလုပ်ဖို့အတွက်ကိုအခုလိုမျိုးနေမြေတွေစိုးမိုးနိုင်မှုအတွက်ကိုစစ်ကြောင်းတွေထိုးခိုင်းတယ်ပြီးရင်နေမြေရှင်းလင်းရေးတွေလုပ်ခိုင်းမယ်ပြီးတာနဲ့အထိုင်ချမယ်ရွေးကောက်ပွဲလုပ်မယ်ပေါ့အဲ့လိုပုံစံမျိုးတွေလာတာအဲ့တော့စစ်ကောင်စီကတနိုင်းခေါလန်ဖူးပူတာအိုနောင်မွန်မိုးညင်းမြကြီးနာအဲ့စတဲ့မြို့တွေအကုန်လုံးမှာသူကရွေးကောက်ပွဲလုပ်မယ်ကျင်းပသွားမယ်ဆိုပြီးတော့ကြီးညာထားတာဖြစ်တယ် အဲ့လိုညင်ညာထားပြီးတဲ့နောက်မှာကိုပဲဒါပူတာုံနဲ့ခေါင်းလန်ဖူးမှာဆိုရင်ဒါမဲစင်းရင်းနေပေါ့နော်ညင်ညာတဲ့ဟာတွေကတ်တဲ့ဟာတွေလှုပ်သွားသေးတယ်မဲစင်းစပြီးတော့ဒါညင်ညာတာတွေရှိတယ်အဲ့လိုမျိုးညင်ညာတဲ့ချိန်မှာဒါပူတာုံမှာဆိုရင်ဒါမဲစင်းညင်ညာပေမဲ့ကြိမဲ့သူမရှိလို့ရက်ထက်တိုးတာတပတ်ထက်တိုးခဲ့ရတာရှိတယ်အစစ်ကောင်စီကပေါ့နော်အဲ့နေရာတွေမှာသူကတော့ရုတ်တီနဲ့ဒါရွက်ကောက်ပွဲလုပ်မယ်လို့ကျင်းပမယ်လို့သူကညင်ညာထားတာပဲဒါပေမဲ့ဒီသူတို့ကတ်ထားတဲ့မဲစင်းကိုလာမကြည့်လို့တော့မှပဲသူကအဲထပ်ပြီးတော့ဒါရက်ထက်တိုးထားရတဲ့အနေထားပေါ့နော်အဲ့တော့ ဒီဒေတာတွေမှာဒါ KIA PDF တွေအလိုမရှိဘူးတို့အဲစစ်ကောင်စီနဲ့ဒါပြည်သူစစ်ကိုထောက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆန္ဒပြတဲ့ဆန္ဒပြပွဲတွေကိုလည်းဖန်တီးခဲ့တာဒီအပိုင်းမှာရှိခဲ့တယ်ပေါ့နော်အဲ့တော့ရွေးကောက်ပွဲဖြစ်မြောက်ရေးကိုစစ်ကောင်စီဘက်ကနှီးမျိုးစုံနဲ့လှုပ်ဆောင်နေပေမဲ့မြေပြင်မှာတော့မှန်းထားသလောက်ဘယ်နေရာမှာအဆင်မပြေသေးဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒေါ်လာရင်းဒီဘက်ကဒေါ်လာရင်းအင်အားစုတွေအားလုံးကတော့စစ်ကောင်စီပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုဘလို့မှအားမပေးပါဘူးအခုဆိုရင်အာခတ်တက်တော်အေဘက်ကလည်းဒါမျိုးနဲ့ပတ်သက်လို့ထုတ်ပြန်ထားတာရှိတယ် တို့ထိန်းချုပ်ထားတဲ့နေမြေအကုန်လုံးမှာစစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုလုံးဝခွင့်မပြုဘူးကျင်းပလို့မရစီအောင်ဆိုတဲ့ပုံစံမျိုးထုတ်ပြန်ထားအဲဒါကြတော့အဲ့လိုမျိုးထိန်းချုပ်ထားတဲ့နေမြေအကုန်လုံးမှာစစ်ကောင်စီရွေးကောက်ပွဲလုပ်ဖို့ဆိုတာမလွယ်ဘူးအခုလိုမျိုးထိန်းချုပ်ထားတဲ့နေရာတွေကလည်းအများကြီးပဲဒေါ်လိုင်းတပ်ဖွဲ့ကအများကြီးရှိတာဖြစ်တဲ့အတွက်ဒီထိန်းချုပ်ထားတဲ့နေရာတွေကလည်းတကယ့်အများကြီးပဲအဲ့တော့မင်းအောင်လိုင်းလုံမဲ့အပိုင်း1 2 3ကအပိုင်း1နဲ့တင်ဇက်သိန်းလဇက်သိန်းသွားနိုင်တယ်တရား2မြို့ပေါ့နော်အဲ့တရား2မြို့တဲကတော့မှပြန်ရော့ရင်ရော့သွားနိုင်တဲ့အနေထားအဲ့ဒါကြောင့်မင်းအောင်လိုင်းဘက်ကတော့ ဘယ်လိုပဲဖြစ်ပါစေသူကတော့ယုံကြည်မှုသူ့ကိုယ်သူလွန်ကဲပြီးတော့နှီးမျိုးစုံနဲ့သူဒီယူကောက်ပွဲကျင်းပနိုင်ရေးအတွက်စ조사နေတာရှိတယ်။အဲတစ်ဖက်ကလည်းပေါ့နော်ဒါစစ်ကောင်စီကိုထောက်ခံအားပေးတဲ့နိုင်ငံတွေကလည်းရှိသေးတယ်ဗျာ။အဲဒီတရုတ်လိုကောင်မျိုးဆိုရင်ဒါသူကဒီရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာဖို့အတွက်ကိုအဖွဲ့တွေပါဆေးလုတ်ပေးဦးမှာဆိုပြီးတော့ဒါပြောထားရည်လည်းရှိတဲ့အတွက်ပေါ့နော်။လာမယ့်ကာလတွေကအရေးကြီးတဲ့ကာလတွေဖြစ်တယ်။ ကျွန်တော်တို့အသာစီးရဖို့အတွက်ဒေါ်လာရင်းအောင်မြင်စေဖို့အတွက်ပေါ့နော်ဒီဒီချိန်မှာစစ်ကောင်စီကိုဒါအလဲထိုးနိုင်ဖို့အတွက်အလှည့်ပြောင်းအကြီးကြီးတွေဖြစ်ပေါ်လာဖို့အတွက်ကိုပြည်သူတွေရဲ့အားကဒါအရေးကြီးလိုအပ်ပါတယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့တပ်ဖွဲ့တွေကိုဒီထက်ပို့ပြီးတော့ထောက်ပံ့ပေးကြပါတပ်ဖွဲ့တွေကမြေပြင်မှာဘလောက်တောင်မှပြောကြတယ်လဲဆိုတော့ကျွန်တော်တို့ကိုအဲခဲရမ်းမဲ့ပေးပါပေါ့နော်ဂန်းကစစ်ကောင်စီစီကနေရအောင်ယူပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ရဲ့အသက်တွေပါပေးပြီးတော့ဒီတိုက်ပွဲတွေကိုအနိုင်အောင်တိုက်ပေးပါမယ်ဆိုပြီးတော့ ဒါအမှတ်ခံတဲ့တပ်ဖွဲ့တွေတော့အများကြီးရှိပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တို့မတက်နိုင်လို့အကူအညီတောင်းတဲ့ဒီထောက်ပံ့မှုတွေကိုတော့ကျွန်တော်ပြည်သူတွေပေးနိုင်ဖို့အတွက်ရည်ကြီးတယ်ဆိုတာလေဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်